တကယ်တမ်းစိတ်ကိုဗာနဲ့ဆုံးမတာတော့မင်းပညာနဲ့ဆုံးမရတာပဲပညာမရဘူးဆိုရင်ဒီလူဟာစိတ်ကိုဆုံးမဖို့အတွက်သူ့မှာစိတ်ရဲ့ဆရာမရှိဘူးလို့ဆိုနိုင်တယ်ဒါစိတ်မှာအကောင်းဆုံးဆုံးမမယ်စိတ်ရဲ့အကောင်းဆုံးဆရာရှိဖို့လိုမယ်ပေါ့အဲ့ဒီအကောင်းဆုံးဆရာအကြောင်းကိုပြောရင်ဒါအကောင်းဆုံးစိတ်ကိုဆုံးမနိုင်တဲ့ပညာအကြောင်းကိုပြောရင်ဒါအဲ့ဒီပညာအဲ့ဒီဆရာကဘာလဲလို့မေးရင်သိခြင်းကိုသိတဲ့ဉာဏ် ရအောင်လုပ်မယ်ဆိုရင်တော့လွယ်တယ်ဒါပေမဲ့မလုပ်တော့မရဘူးပေါ့တော့ဘုံဘုံတို့တရားလိုက်မယ်ဆိုတာကိုလူတိုင်းသိပါတယ်တတ္တဝါတိုင်းတတ္တဝါတိုင်းဟာတေမျိုးတွေတစ်ချိန်မှာတေရမှာဘယ်ချိန်တေရမယ်ဆိုတာတော့မှသိခွင့်မရှိတဲ့အနေအထားမျိုးနဲ့ဘုံဘုံတို့တေကြရမှာအဲ့ဒီတေခြင်းတရားကိုဘုံဘုံတို့ကအေးအေးဆေးဆေးစဉ်းစားရမယ်ဆင်ခြင်ရမယ်ငါဟာတေလူတယောက်ဖြစ်တယ်ငါဘေးမှာရှိနေတဲ့လူတွေလည်းတေလူတွေပဲ ဖြစ်နေတဲ့တတ္တဝါတွေအားလုံးဟာတေကြမဲ့တတ္တဝါတွေလို့ဒီအမှန်တရားကိုဘုန်းဘုန်းတို့ကစိတ်နဲ့မပြတ်မပြတ်ဘာလို့ပြရမလို့တွေးပြရမယ်သိခြင်းဆိုတဲ့အမှန်တရားကိုစိတ်နဲ့တွေးပြရမယ်တွေးပြလို့ရှိရင်ဒီစိတ်မှာဉာဏ်ပညာဆိုတာဖြစ်ပေါ်လာတယ်အဲ့ဒီဉာဏ်ပညာကပဲဒီစိတ်ကိုပြန်ပြီးတော့ဆုံးမလိုက်မယ်အဲ့ဒီကြတော့မှကျွတ်တို့စိတ်ကလေးကတကယ်ရင်ကြီးမှာသူများဘလောက်ပြောပြောမရဘူးဟုတ်လား အဲ့တော့ဘုမနုရဲ့စိတ်ကိုတကယ်ကိုမကောင်းမှုမှာတော့မမွေ့လေအောင်ကောင်းမှုမှာပြောအောင်တကယ်အလုဖြစ်အောင်လှုပ်ချင်တယ်ဆိုရင်ဘုမနုရဲ့စိတ်ကိုသိရင်းကိုသိတဲ့ဉာဏ်ပညာကိုရအောင်လုပ်ပြီးတော့အဲ့ဒီဉာဏ်ပညာရဲ့လက်အောက်မှာရင်းရင်းကြည်ကြည်ကောင်းကောင်းမွန်မွန်လေးရှိအောင်ကြိုးစားရမယ်။နော်စိတ်ရဲ့အပေါ်မှာသူ့ကိုဆုံးမမယ်ဘာရှိရမှာတော့သိရင်းကိုသိတဲ့ဉာဏ်ပညာ။ဟုတ်တတ္တဝါတွေကိုမကောင်းတာကိုမလုပ်ဖို့ကောင်းတာကိုလုပ်ဖို့နောက်ဆုံး တန်တရားဝိတုခါကလွတ်မြောက်ဖို့အကျိုးကျေးဇူးတွေများစွာရှိတဲ့အလုပ်တွေကိုလုပ်ဖြစ်ဖို့မြတ်စွာဘုရားတိုက်တွန်းတဲ့နေရာမှာဒီသေးချင်းကိုပြပြီးတော့ပဲမြတ်စွာဘုရားတိုက်တွန်းအဲ့ဒါဟာအများကြီးအတိတ်ပဲရှိတယ်။ဟိုအလွန်ထင်ရှားတဲ့ဒေသနာလေးတစ်ခုတရားတော်မတို့နားထဲမှာရှိပြီးသားပါ။ဣဇေဝကိစ္စမာတ္တဗံကောဇင်ညာမရဏံသူဝေနာဟိနောတင်္ကရံတေနမဟာတေနေနမစ္ဆုနာဒီကနေ့ပဲလှုပ်တဲ့လှုပ်ထိုက်တဲ့ကောင်းမြတ်တဲ့အဲ့ဒီအလုပ်ကိုလှုပ်လိုက်ပါ။ မနေ့ပြန်ကြမှာတေမယ်လို့ဘယ်သူသိနိုင်မလဲဘာဖြစ်လို့လဲဆိုတော့တေခြင်းအကြောင်းတရားတွေအလွန်များတဲ့ဒီခန္ဓာကိုတနည်းအားဖြင့်စਿੱတိများစွာရှိတဲ့တေမင်းနဲ့ငါတို့တွေဘယ်ချင်းကြမှာတွေ့ကြမယ်လို့ချင်းချက်ထားတာမရှိဘူးဒီဒေသနာကိုကြည့်မယ်ဆိုရင်မြတ်စွာဘုရားကအလွန်မွန်မြတ်တဲ့ဘဝရဲ့အမှန်တရားကိုသိပြီးတော့ဘဝရဲ့ပုံမှာမမောမှုအစဉ်အဆက်ချုပ်ပြီးတော့တကယ်ငြိမ်းအေးမှုချမ်းသာမှုအစ်စ်ကိုရဖို့အတွက် ဝိပဿနာလို့မဂ်ရှင်၈ပါးလို့တတိပဌံလို့ကိုဘုဖွန်တို့လုတ်ကြရမှာကိုအဲ့ဒီအလုတ်ကိုလုတ်ဖို့တိုက်တွန်းတဲ့နေရာမှာမြတ်စွာဘုရားဘယ်လိုပြောရလဲအခုပဲလုတ်လိုက်နော်မနေ့ပြန်ကြမှာသေမယ်လို့ဘယ်သူသိနိုင်မလဲဆိုလိုတာဒီနေ့တောင်သေခြင်းသေသွားနိုင်တယ်ပေါ့အခက်မသိရင်ဘာလို့ဒီနေ့တောင်သေခြင်းသေသွားနိုင်တယ်လို့ပြောရလဲဆိုတော့သေခြင်းတရားမှာအကြောင်းတရားတွေများစွာရှိတယ်တဲ့အဲ့ဒါကိုမြတ်စွာဘုရားတင်စားပြီးတော့ပြောတယ်သေမဲမှာစਿੱတ္တိများစွာရှိတယ်မဟာသေနေနမစ္ဆုနာ မဟာသေနေနာဆိုစਿੱတီတွေအများကြီးရှိတယ်ဘုရားမှာတော့မစ္စုနာသေမဲမှာမန်သေမဲဆိုတာဒီခန္ဓာကိုယ်ကလွဲလို့တခြားမှာရှိနေတာလည်းမဟုတ်ဘူးတခြားအရာလည်းမဟုတ်ဒီခန္ဓာကိုယ်ကြီးကိုကစပျက်စီးတဲ့လို့တချိန်ကျတော့သူ့ကိုယ်သူတတ်မှာဖြစ်လို့မဟုတ်သူ့ကိုယ်တိုင်ကသေမဲမဲသူ့ကိုယ်တိုင်ကတတ်တဲ့သူသူ့ကိုယ်တိုင်ကအသက်ခံရတဲ့အရာဒါကြောင့်သူ့ကိုယ်ပဲသေမဲလို့ပြောတာတော့ပြောရင်တာကဒီခန္ဓာကိုယ်ဟာသေစရာအကြောင်းတရားတွေအလွန်များတယ်ကိုမသိနိုင်တဲ့အကြောင်းတရားတွေလည်းအများကြီးရှိတယ် သေးစရာအကြောင်းတရားအလွန်များတဲ့ခန္ဓာကိုယ်ပဲတင်စားပြီးတော့ပြောတာများစွာသောစိတ်တည်ရှိသောသေမင်းနဲ့အဲ့ဒီသေမင်းနဲ့ဘယ်ချိန်တွေ့မယ်ဆိုတော့ကျွတ်တို့မသိနိုင်ဘူးတဲ့အဲ့တော့အဲ့ဒီဒေသနာကိုကြည့်မယ်ဆိုရင်မြတ်စွာဘုရားကတံမူးရှိတဲ့လုပ်ကိုလုပ်ဖြစ်ဖို့နော်ဒီစိတ်ကိုဘုံဘုံတို့နော်ဆုံးမတဲ့နေရာမှာဒီစိတ်ကိုတွန်းအားပေးတဲ့နေရာမှာဘာဘူးပြပြီးတော့မြတ်စွာဘုရားတွန်းအားပေးတာတော့သေခြင်းကိုပြပြီးတော့တွန်းအားပေးတာဒါကြောင့်ကိုယ်စိတ်ကိုကိုယ်တကယ်လိမ်မာခြင်းနဲ့တကယ်အတိပဲရှိတဲ့အလုပ်ကိုလုံမိစေခြင်းနဲ့ဆိုရင် သိခြင်းကိုစဉ်းစားအဲ့ဒါအလွန်ကောင်းတဲ့နိလန်းပဲနောက်ထပ်ဒေသနာတစ်ခုရှိသေးတယ်ကောင်းတဲ့ပေါ်တာတွေပြောလိုက်အောင်နောက်သိခြင်းကိုပြပြီးတော့မြတ်စွာဘုရားတိုက်တွန်းတာဥဒ္ဓရထနိတိရထဒံလန်သိခထတန်တိယမာဝပမတ်တိဝိညာယမိစုရာဇာအမောဟိထဝတာနုခေထကြကုန်လောထိုင်ကြကုန်လောမအိမ်မနေစူးစမ်းစေချင်တာပေါ့မြတ်စွာဘုရားဒံလန်တိခရတန်တိယာစိတ်နှလုံးလေးငြင်းအေးဖို့အတွက်ဆွေသွေးမြေမြေလေးကျင်းကြကုန်လော။ အဲ့လိုတိုက်တွန်းတဲ့နေရာမှာဘာလို့ပြပြီးတော့တိုက်တွန်းတော့ဆိုတော့တည်ခြင်းကိုပြပြီးတော့ပဲတိုက်တွန်းတယ်။မာဝပမတ်ထေဝိညာယမစ္ဆုရာဇာအာမောဟိတဝတ္တနုကေ။ဒီမှာလဲတင်စားပြီးတော့ပြောတာ။သေမင်းကြီးကတဲ့ကိုမေ့နေတာကိုတဏီယာနဲ့ကြည်ပြီးတော့တိပြီးတော့အင်းမင်းတော့မေ့နေနဲ့အောင်ငါနဲ့တွေ့တော့မှမင်းဟောငါကောင်းကောင်းနှိပ်ဆက်ပြစ်လိုက်မယ်ဆိုတဲ့သဘောမျိုးနဲ့တည်ခြင်းတရားကြီးနဲ့တွေ့တဲ့အခါမှာမစင်းရဲပါစေနဲ့။ တွေ့တွေ့ဝေဝေမသေးပါစေနဲ့တဲ့ဆိုလိုတာကလှုပ်ထားကြတေတဲ့အခါကျမှအဆင်မပြေမဖြစ်စေနဲ့တေခြင်းတရားနဲ့တွေ့တော်မှာချီမကင်မိလက်မကင်မိဘာမှမလှုပ်တဲ့မကင်တဲ့တွေ့ယူတွေ့တန်းနဲ့ဂျုံရစိတ်တွေနဲ့ဂျုံရရလက်တွေကိုဆက်သွားမှာနော်ဟုတ်လားဂျုံရစိတ်နဲ့သေရင်တော့ဂျုံရဘဝရောက်သွားမှာပဲဟုတ်လားအခုမြတ်စွာဘုရားအဲ့ဒါကိုထောက်ပြတာနော်တေခြင်းတရားဆိုတာကစိတ်သေးက နော်ချမ်းချမ်းသာသာပြည်ပြည်လေးလေးစိတ်ကလေးနဲ့ရင်ဆိုင်နိုင်ဖို့နော်လွယ်ကူတဲ့အရာတခုမဟုတ်ဘူး။နော်တည်ခြင်းတရားနဲ့တွေ့ရင်ဘုန်းဘုန်းတို့စိတ်တွေကတာမန်ပုဂ္ဂိုလ်တွေရဲ့စိတ်တွေကမဖြစ်သွားကြမှာပဲများတော့။ဖောက်ပြန်သွားကြမှာပဲတုံလှုပ်သွားကြမှာပဲများတယ်။ပုံမှန်အတိုင်းလေးရှိမှာမဟုတ်ဘူး။အထူးသဖြင့်တော့လက်မခံနိုင်မှုဒေါသပြဋ္ဌာန်းတဲ့စိတ်နဲ့တည်ခြင်းတရားကိုတတ္တဝါတွေကရင်ဆိုင်ကြတာများပါတယ်။